မင်္ဂလာပါဒီတစ်ခါလေးမှာတော့လေလက်ခွေကိုမှတစ်တစ်ခက်ခဲလေးတစ်ပြင်းနဲ့ခက်ကလေးခက်တယ်ဆိုင်ပြပေးမယ်နော်ဒီလိုမျိုးလေးအရမ်းလာတယ်သူကအတင်းဘက်ကိုအသွန်လေးထည့်ထားတာနော်အစံတော့မခွဲထားတော့ဒါပေမဲ့အပွင့်ခက်လေးတအားလာတယ်ခြိသားကနှစ်တရာခြိပေါ်ခြိနောက်ပြီးနဲ့ခက်ထားတာအဲဒိုင်မွန်လေးနဲ့ခက်ထားတာပေါ့ခြိရမ်းကောင်းတယ်နော်မြင်းချစိမ့်လာတာလေ ရင်နှစိမ့်ရင်ရင်လေးရဲ့အပြည့်ခါကြရဲ့အညိုလေးပေါ့နော်ဇီးညိုရင်ရင်လေးရဲ့အဲ့နှစ်ထည်ပါနော်ဒီဟာလေးကဇင်းလုံးလေးနည်းနည်းတော့တက်တယ်9000တက်ပါတယ်နော်ဒီထည်လေးကဇင်းလုံးလေးက36000ပါကာကဇီးညိုရင်ရင်လေးပေါ့နော်ဟုတ်လားရင်ရင်အညိုရင်ဇီးညိုလေးပေါ့နော်အရင်ကနော်ကလာဆက်လည်းလာတယ်လက်ရအရင်ကောင်းနေတူတူလေးနော်ဒါစင်မှုနှစ်အုပ်ရှိတာနော်စင်မှုလေးနှစ်အုပ်ရှိတာပါ အနားလေးရတယ်ကွယ်အပေါ်အောက်ပဲကွယ်ရမှာအနားလေးရတယ်နော်ဒူးအနားဒူးနားလေးရတယ်အပေါ်အောက်အရာလေးပဲကွယ်ပါတယ်ဒါလေးရနံပါတ်လေးရတော့134ဘူးပါဒူကဒီလိုဘူးလေးနှအောင်ရှိရယ်နော်အနားလေးရဒူကကြောင့်အညူပြီးတော့မိုင်းလို့ကိုမကတ်တာမိုင်းလို့ပြီးတော့မှအညူအဲ့လိုလေးကွာနော်အဲ့ဒါပဲမမတူတူကြကြရေးမကွာတူတူပဲနော်ဒါလည်း sensitive ဖြစ်တဲ့ဒီကြတော့ကိုပန်းချီလေးနဲ့မှဒီပန်းချီလေးနဲ့မှအဲကြိုက်တာမျိုးမျိုးရှိလို့နော်တချို့ကြတော့ နောက်တစ်ချက်ကြီးကတော့ဒီလိုမျိုးရေစောစာဒီနံစင်းကြီးရယ်လေဒီနံစင်းကြီးလေးလည်းပါတယ်နော်ဒီပန်းစီလေးလည်းနင်းနေလေးလည်းပါတယ်လင်းဆိုလည်းတအားကြီးနင်းတာတော့ဟုတ်ပါဘူးသူဟာလေးကအဲ့လိုမျိုးတိတ်တိတ်လေးနဲ့ပေါ့နော်မြူကာလာလေးဟိုမှာပန်းစီဒါလေးကကျတော့နံပါတ်က340ပါစိုက်တဆယ်ဒါလေးကတစ်ထည်လေးပါတယ်နော်ဒီရောင်လေးကျတော့အလုံးပေါင်း3ထည်ပဲရှိပါတယ်ခြိသားထဲမှာတိတ်ကြော်လေးနဲ့ quality ကောင်းကောင်းဆိုလို့ရှိပြအောင်ရှိပါနော်အပ်ပေးပါအောင်ရှင်